ကိုကိုကိုမေးတာပေါ့ငါကအခုကြောက်ဝိုင်းလေးကိုသွားတာငါမှအရင်နီးပါလားအဲ့ထဲမှာလွဲလာအဲ့ကြီးလွဲလာလွဲလာအဲ့ကြီးကကြောက်ပွဲသားဆိုတော့အဲ့ကြီးကလွဲတာဘာမှမပါအရင်နီးပါလားတော့ကိုကိုကိုပဲမေးတာမပါဘူးအဲ့တော့ငါရဲ့အရင်နီးကပါလေငါရဲ့အရင်နီးကကုံတယ်တင်တဲ့ယင်းနီးမှာအဲ့ကုံတွေကငါ့ကိုကြောက်ပေးမှပွဲတက်မှငါပတ်ဆိုင်ရမှာပါလားဘာမှမရှိဘူးနောက်မှဘာမှမရှိဘူးနောက်ပြန်ကြည့်ရင်သူများတွေပါလေနောက်ပြန်ကြည့် မ်ဘာမှကိုမရှိဘူးလေဟုတ်တယ်မလားကိုယ့်ရဲ့နောက်ပြန်ကြည့် background ဆိုတာပေါ့လေနောက်ကိုပြန်ကြည့်ဘာမှကိုမရှိဘူးဘာမှမရှိဘူးဆိုတော့ဒီကြောက်ဝဲတော်လို့ပွဲတဲ့မှာပတ်စံရမှာလေကိုကဆိုကားတော့ရှိနေတဲ့ကုံတွေတွေနဲ့ကိုနဲ့ရင်းနှီးဖို့ခင်မင်ဖို့အာတားဖားတယ်လို့ပြောမယ်နော်ပုံမှန်လေးမယ်နော်တင်တန်းသားတွေတားဖားတယ်အာသူတို့လက်ဖက်ရည်ဝယ်ခိုင်းနေဆိုရင်လည်းလက်ဖက်ရည်โอเคကျေးဇူးလက်ဖက်ရည်ဝယ်ခိုင်းနေဆိုရင်လည်းလက်ဖက်ရည်ဝယ်ပေးရတယ်ပနာဝယ်ခိုင်းရတယ်ပနာဝယ်ပေးရတယ်သူတို့သူများတွေတခြားပွဲသားတွေ တိုက်လို့ဈေးမထွက်တဲ့ကြောက်ဟိုလိုမျိုးပြောပုံမလင်းပြောကြောက်အဆုတ်ပလုတ်လို့နေနော်အဲ့ဒီကြောက်တွေလည်းပဲကိုကပွဲတက်ရတယ်အဲ့ကဲတော့ထားပါတော့ဈေးမထွက်တဲ့တခြားပွဲသားတွေဈေးမထွက်တဲ့ကြောက်ကိုကိုကတက်ရခါမှာဈေးထွက်တယ်ဟာဒီကောင်မဆိုးကုံသေးရဆိုင်ထဲမှာအတိမတ်ပြီတော့ဟာသူများတွေဈေးမထွက်တဲ့ကြောက်ကိုဒီကောင်ကဈေးထွက်အောင်တိုက်နေတယ်အဲအခွေရင်းကြီးတော့နောက်ခါကျတော့လေအဲ့ချက်နေနေကောင်းတာလေးပေးသူရှိမှမကောင်းတဲ့ကြောက်ကမရှိကြဘူးလေရောင်းစရာတကယ်ကောင်းတာလေးပေးတဖြည်းဖြည်းတဖြည်းဖြည်းနဲ့အိုးကျွန်တော်တို့စတိုက်တော့တော့ထောင်ကြောက်လေးတွေပေါ့2000 3000လို့မျိုးကြောက်လေးတွေတက်ရတာ တထောင်တထောင်တဲ့မှာဝင်900ပဲရမှာလေဟုတ်တယ်မလားတထောင်မှ900ပဲရတယ်တသိန်းမှ900ဒါပေမဲ့သိန်းကြောင့်မတက်ရဘူးခုနပြောသလို900ရောင်း800တထောင်လိုမျိုးကြောက်လေးတက်ရတယ်အဲနောက်ပိုင်းမှတပိ2000 3000လိုမျိုးကြောက်လေးတက်ရတယ်အသိန်းကြောက်ဆိုလို့ရှိရင်တော့တပွန်းနည်းနည်းဟာတသိန်းဆိုတော့900ရရမ်းပျော်နေတာဘာကြောင့်လဲဆိုတော့ဟိုအဲ့ဒီတော့ကျွန်တော်တို့ကကြောက်ဝိုင်းထဲမှာထမင်းတပွဲမှ900ပဲရှိတယ်ကျွန်တော်တို့ကတော့900ပဲရှိတယ်အဲတနေ့ကုန်2100လက်ဖက်ရိုးပါညာနဲ့ဆို3000ဆိုရင်တနေ့ကုန်လောက်တယ် တိတ်တော့မကြသေးဘူးနော်ဒါလွန်ခဲ့တဲ့အဲလွန်ကျော်15နှစ်ပေါ့နော်15နှစ်အတွင်းဟိုငွေကြီးအပြောင်းလဲအများကြီးဖြစ်တယ်နော်တမင်တော်ဘက်က900ပဲရှိရကိုကမရဘူးကိုကတော့ဘယ်လောက်ရှိတော့2000တော့ရှိတာပေါ့နော်အဲ့တော့တသိန်းနဲ့တိုက်လိုက်လို့9000ရပြီဆိုရင်တော်တော်လေးကိုတရက်တာတော်တော်လေးကိုဖူလုံသွားတယ်ဟုတ်တယ်မလားအဲ့တော့အဲ့ဒီခေတ်ကလေးကကျွန်တော်ကတရက်ကို2000လောက်ရအောင်တိုက်တယ်ပွဲတိုက်တယ်ဒါလေးကိုပြောချင်တာပါနော်။ Okay အဲ့တော့ဒီမှာပွဲစားလိုင်းကတဲ့ ကိုယ့်ရဲ့အရင်ညာအချိန်အရင်ဒီလူရင်နေကုန်တဲ့နဲ့ဆက်ဆံရေးတိဆောက်တာအရေးကြီးပါတယ်ဝါသနာပါတယ်ဆိုရင်အဲဒီညာလေးမှာတခုရရှိရပထမဦးဆုံးနေနဲ့ခုနပွဲမတက်တဲ့ရက်တွေအများကြီးမရှိနိုင်ဘူးလားအများကြီးရှိနိုင်တယ်ကိုဘလောက်လောက်ဒီရင်ဆိုင်ကြော်လွားမလဲအဲ့ဒါတော့ကိုကိုကိုနဲ့ပဲဆိုင်တယ်ကျွန်တော်တို့ကတော့ဒါမှမလုပ်လို့ရှိရင်တခြားရွေးချယ်ကြလည်းမရှိဘူးဒါမှမလုပ်ရင်လည်းတခြားလည်းဘာမှမလုပ်တတ်တော့ဘူးဆိုတဲ့အနေအထားမျိုးเนาะအဲ့တော့ဒါလေးကိုပဲကျွန်တော်ရွေးချယ်လိုက်တယ်တရက်ကို အစားပိုင်းမှာ9000 9000ရအောင်တိုက်တယ်နောက်1000 2000 2000တောင်းထိရအောင်တိုက်တယ်မှန်မှန်ရရခုနှစ်ကောပြောမယ်ဆိုရင်2000နဲ့14ကြတော့ကျွန်တော်တရက်ကို2000ရှာတဲ့ကြောက်ပွဲစားဖြစ်နေပြီတရက်ကို2000ဆိုတော့ဆဲဆိုရင်2သိန်းတလကို6သိန်းရှာတဲ့ပွဲစားတယောက်ဖြစ်နေပြီ2014ခင်ဗျားတို့စဉ်းစားရ2014ကုမ္ပဏီဝင်တဲ့လစာမှာကျွန်တော်တို့ဘယ်လောက်ရှိအောင်မလဲအဲ့ ဲဟုတ်တယ်၈000 9000တသိန်းတသိန်း2000လို့ပြောပဲရှိသေးတယ်ဟုတ်တယ်မဟုတ်လားငောင်းလဲ14000ကလည်း